ရာမန်နဲ့ပွဲပဲတော့လဲဆိုတော့ပရိသတ်တွေကိုတီးပေးလာခဲ့တဲ့ဒေဝပရိသတ်များလုံးဝမင်းလာပါခင်ဗျာမြန်သူ5ဝမင်းပါအေးချင်းကနေပြန်လဲကြိုးလိုက်ပါရင်ဒေဝကတော့သူ့ကိုစင်ကောထားတဲ့ရွှေရာမန်နဲ့ပွဲပဲတော့ဖြစ်လာမလဲဆိုတော့ကိုတီးပေးလာခဲ့ပြီဖြစ်ပါရင်ရွှေရာမန်အလုံးရဲ့နှစ်နှစ်ဝင်းကျင်တုန်းကဒေဝကိုစင်ကောထားခဲ့ပူတာဖြစ်ပြီးအဲ့ဒီချိန်တုန်းကတော့ဒေဝဟာလဝိလောကကနေအနားယူသွားခဲ့ပြီဖြစ်တာကြောင့်ရာမန်ရဲ့စင်ကောမှုကိုပြန်လဲတုံ့ပြန်တာမျိုးမရှိခဲ့ပါဘူးဒါပေမဲ့ဒီနေ့အစောပိုင်းမှာပဲဒေဝကရာမန်ရဲ့စင်ကောမှုကိုလက်ခံလိုက်ပြီးမကြခင်မှာတွေးချမယ်လို့အကြောင်းပြလိုက်တာဖြစ်ပါရင် ဒီလိုနဲ့သူတို့နှစ်ယောက်ရဲ့ပွဲကဘယ်တော့ဖြစ်လာမလဲဖြစ်လာမလဲဆိုပြီးတော့ပရိသတ်တွေကလယ်ဘေးတမျောမျောနဲ့စောင့်မျှော်ခဲ့ကြပါရင်ရှီယာမဲစင်ကာစကားကိုကြားပြီးကလေးကဒေဝါဟောင်ဂျူဝိုင်းဒီကိုပြန်လည်ဝင်ရောက်ဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဖိုက်တာဘွားကနေနားယူပြီးဖြစ်တာတော့မှစင်ကာသူရှိလာတဲ့အချိန်မှာဘာအကြောင်းပြချက်မှမပေးဘဲစင်ခေါ်မှုကိုလက်ခံသွားခဲ့တာဖြစ်ပါရင်ပြီးကလေးရဲ့ဘိုင်းတော့ကဒေဝါဟောင်သူ့ရဲ့ Facebook စာမျက်နှာကနေတဆင်သူ့ရဲ့တထောင်ရိုက်ချက်ကဘလောက်ထိပြင်းလဲဆိုတာပြသသွားခဲ့ပါသေးတယ်မကြာသေးခင်ကသူ့ရဲ့ post မှာပရိသတ်တွေက တတော်နဲ့ငပြောမိကိုတစ်ချက်သေးရိုက်ပြီးနှင်းနိုင်ရင်အထင်ကြီးမိမှာပဲလောက်နိုင်မယ်ထင်လားဆိုပြီးတော့မှတ်ချက်ရေးသားခဲ့တာဖြစ်ပါတယ်။ဒါကဒေဝါကဗီဒီယိုနဲ့တကွတက်တည်ပြသွားခဲ့ပြီးဒေဝါရဲ့တောင်းရိုင်းချက်ကြောင့်ငပြောမိဟာထပိုင်းကျိုးပြီးလဲကျသွားခဲ့ရပါတယ်။ဝဲမထိုးတော့တာအချိန်ကာလတစ်ခုရှိနေတာတော့သူ့ရဲ့တောင်းရိုင်းချက်ကဘလောက်ထိအားပြင်းနေသေးလဲဆိုတာဒီဗီဒီယိုဖိုင်ကိုကြည့်ရင်သိနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ဒေဝါကလည်းအနိုင်ရလဲရယူဖို့အတွက်တောင်းတစ်ခါရိုင်းချက်တစ်ခုပဲလိုအပ်ပါတယ်။ရှူယာမန်ကစင်ခေါ်လာတယ်ဆိုတော့သူကငါအတွက်နောက်ထပ်ပြစ်မှတ်တစ်ခုပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်။ အဆိုပါပြီးတော့အောက်မှာပြည်သက်တို့ကဘရာမန်နဲ့ပွဲဘယ်တော့များကြည့်ရမလဲဆိုပြီးမေးမြန်းခဲ့ရမှာဒေဝကိုရိုင်ကဒီနေ့ထဲမှာပဲကြည့်ရမယ်ဆိုပြီးပြောဆိုသွားခဲ့တာဖြစ်ပါရင်မြန်မာရောလည်းပြည်သက်တွေအနေနဲ့ပွဲကြည့်ပွဲကောင်းတွေမကြည့်ရတာအချိန်ကာလတစ်ခုထိရှည်သွားခဲ့ပြီဖြစ်ပါရင်ပြီးခဲ့တဲ့နှစ်အတွင်းတုန်းကတော့ထွန်းထွန်းမင်းသွေးတင့်ဝင်လိုက်သွေးတင့်ဝင်လိုက်ကျော်စွာဝင်းထွန်းထွန်းမင်းကျော်စွာဝင်းတို့ရဲ့ပွဲကောင်းတွေကိုကြည့်ရှုခဲ့ရတဲ့မြန်မာရောပြည်သက်တွေအတွက်ဒီနေ့မှာတော့ရိုးရကြားတွေရဲ့ပွဲကြည့်ပွဲကောင်းတွေကရှားပါနေပါရင်ပရမန်ဆာလည်းဝေးသမားတွေအတွက်ပြိုင်ဘက်တွေကရှားပါလာသလို ပွဲစီစဉ်သူတွေကလည်းကုန်ကြမ်းစင်မြင်မလာတာကြောင့်ပွဲကြီးပွဲကောင်းတွေကိုသိမ်းမတွေ့ရပဲမျိုးဆက်တွေရဲ့ပွဲတွေကိုပဲမြင်တွေ့ကြရတာဖြစ်ပါရင်ဒါအပြင်အလားအလာရှိတဲ့လူငယ်ဖိုက်တာတချို့ကလည်းဝမ်းချမ်းမြေရှိကိုရောက်ရှိကုန်ကြပြီဖြစ်တာကြောင့်ရွေးရပရိသတ်တွေအတွက်ပွဲကောင်းကြီးရမယ့်ခွင့်ရင်းတွေကနည်းပါးလာခဲ့တာဖြစ်ပါရင်အခုတော့ဒီနေ့ထဲမှာပဲပရိသတ်တွေအကြီးအကျယ်ဆုံးပွဲတွေကိုကြီးရှိခွင့်ရတော့မှာဖြစ်ပါရင်ဒေဝဟောင်းမြန်မာနိုင်ငံသားမဟုတ်ပင်မဲ့မြမရွာလက်ဝဲကိုတည်တည်ချာချာလေးလာတင်ယူပြီးမြမမာရီမကနိုင်ငံတကာကိုလှည့်ပြီး မြမရွာလက်ဝဲကိုကဘာတိအောင်စွမ်းဆောင်ပြထားခဲ့တယ်လို့ရောင်းလျာရဲ့အတိုင်းမှာမြမလန်ကိုလွှမ်းခြုံပြီးမြမပြည်နဲ့ပတ်သက်တဲ့အကြောင်းတွေကိုအမြဲလိုလိုကူညီစောင့်ကြည့်မှုတွေပြုလုပ်လို့ရှိသူဖြစ်ပါတယ်။ဒီဘောဟာမြမနိုင်ငံကိုဘယ်လောက်ထိချစ်မြတ်နိုးလဲဆိုရင်သူ့ရဲ့ nationality မှာမြမကနေဒါဆိုပြီးတွဲထည့်ထားတယ်လို့မင်္ဂလာဆောင်ကတော့မြမရွာဒလေထုံးတန်းတဲ့အညီပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီဘောဟာပြီးခဲ့တဲ့စကိုင်းမှာလှုပ်ခတ်သွားခဲ့တဲ့ငလင်ရင်းနဲ့လည်းပတ်သက်ပြီးသူ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ငလင်တန်တဲ့ပြည်သူတွေအတွက် ကိုရိုင်းကိုရကြလာရောက်ကူညီဖို့အတွက်ဆောင်ရွက်ခဲ့ပါသေးတယ်။ဒါပေမဲ့လည်းမြန်မာနိုင်ငံကဝင်ရောက်ဖို့အဆင်မပြေခဲ့တာအကြောင်းဒေဝဟာနောက်ပိုင်းမှာတော့ငွေချေးရင်းနဲ့တခြားလိုအပ်တဲ့သုံးဆောင်ပစ္စည်းများကိုငလင်တန်းသိမ့်ပြည်သူတွေအတွက်ကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကဒီလောက်ပါပဲ။နောက်နေ့မှလည်းအာကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချော်လိုက်ရပါတယ်ခင်ဗျာ။